မင်္ဂလာပါရှင်မိုးသားခြံတွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တမတော်စစ်ကြောင်းတွေဟာကြောက်ဖြူမျိုးမှာအံပွဲတွေတစ်ခုပြီးတစ်ခုရယူလျက်ရှိနေရပြီးခဲ့တဲ့ရက်ပိုင်းကလည်းကြောက်ဖြူမျိုးရဲ့အဓိကချက်ချနေရာတွေကိုထပ်မံသိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်ဒီရုပ်သံဖိုင်ထဲမှာကြောက်ဖြူမျိုးတိုက်ပွဲနဲ့ပတ်သက်ပြီးပြောပြပေးပါမယ်ဒီအစီအစဉ်လေးမစတင်ခင်ကျမတို့ကို like and subscribe နဲ့ share ပေးကြပါအောင်ပရိသတ်ကြီးရေ ။တမန်တော်စစ်ကြောင်းတွေဟာရခိုင်ပြည်နယ်တွင်နေမြေရှင်လင်းလျက်ရှိနေရာအောင်ပွဲတွေတစ်ခုပြီးတစ်ခုရယူလျက်ရှိနေပြီးပြခဲ့ရပိုင်းကလည်းရခိုင်အစံဖက်လက်နက်ကိုင်းအဖွဲ့အေးနဲ့ပူပေါင်းဖွဲ့တွေထိန်းချုပ်ထားတဲ့စခန်းတွေကိုထပ်မံသိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါဗျ။တမန်တော်စစ်ကြောင်းတွေဟာပြခဲ့တဲ့နိုမာလာ၁၀ရက်နေ့မှာအစံဖက်အေးသဘုံများခန့်စစ်ပြုထားတဲ့ကြောက်ဖြူမြို့နယ်၊တိုင်းချောင်းရွာနဲ့တိုင်းချောင်းဆယ်တို့ကိုတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့တိုက်ပွဲသတင်းဆောင် Telegram Channel ကလည်းဖော်ပြခဲ့ပါဗျ။ အင်းနဲ့ပူပေါင်းဖရီဟာတရုတ်စီမံကိန်းများရှိနေတဲ့အကြောင်းဖိမျိုးကိုတိုက်ခိုက်သိမ်းပိုင်နိုင်အောင်2025ခုနှစ်ဖေဖော်ဝါရီလကတည်းကအင်အားသုံးတိုက်ခိုက်ခဲ့ပေမယ်တမရစစ်ကြောင်းတွေကအနိုင်မခံအရှုံးမပေးဘဲစိတ်တက်အပြည့်နဲ့ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီးလက်ရှိအချိန်မှာအင်းနဲ့ပူပေါင်းဖရီယာယီထိန်းချုပ်ထားတဲ့စခန်းတွေကိုတစ်ခုပြီးတစ်ခုပြန်လည်သိမ်းပိုင်နိုင်ခဲ့ပါတယ်တမရစစ်ကြောင်းတွေဟာ ကြောက်ဖြူတိုက်ပွဲမှာအစောပိုင်းမှာကန်ဆာအတွင်းကိုအဓိကထားခဲ့ပေမဲ့လက်ရှိအချိန်မှာတိုက်စစ်ပုံစံမျိုးနဲ့အေနဲ့ပူပေါင်းဖွဲ့ရေးထိန်းချုပ်ထားတဲ့စခန်းတွေကိုတခုပြီးတခုပြန်လည်သိမ်းပိုင်းနိုင်ခဲ့ပါတယ်။တမတော်စစ်ကြောင်းတွေဟာကြောက်ဖြူမျိုးတိုက်ပွဲတွေနမည်80ရာခိုင်နှုန်းကျော်ရှင်းလင်းထားနိုင်ခဲ့တယ်လို့သတင်းလဲထွက်ပေါ်ခဲ့ပါတယ်။တမတော်စစ်ကြောင်းတွေကလက်ရှိအချိန်မှာတိုင်းချောင်းဆယ်ကိုပြန်လည်ရရှိခဲ့ပြီးဖြစ်တဲ့အတွက်အေအဖွဲ့ဟာနောက်ထပ်၃လတောင်ခဏိုင်ဖွဲ့မရှိဘူးလို့သုံးသပ်မှုများလည်းရှိနေပါတယ်။ ကိုမျိုးမင်းဦးအမည်ရှိ Facebook account တစ်ခုကလည်းကြောက်ဖြူနာက တိုင်းချောင်းဆဲပြင်ရပါပြီ။ကြောက်ဖြူနဲ့တမိုင်းခန့်ကတိုင်းချောင်းဆဲရေချိုဆဲနဲ့တိုင်းချောင်းဆဲကရခိုင်ပြည်နယ်အတွက်ဘလောက်ရေပါလဲဆိုရင်ရခိုင်ကိုရေချိုပေးဝေနေရကဒီဆဲကပေးနေတာ။ရေငန်တော့ပြီးမြက်ချောက်စားနေတဲ့အေအေတွေဒီဆဲကရေချိုကိုမိခိုနေရတာ။မယုံရင်ကြည်ထားအေအေတွေနောက်ထပ်၃လလောက်တောင်ခံအောင်မ၃လကျော်ရင်ထွက်မြေ့နိုင်အတန်းထွက်လာမယ်ဖေဖေကချုပ်ကြီးမြောင်းလိုက် ။ตาတို့ဆွေးနွေးပြရစီခင်ဗျာဆိုပြီးစစ်တပ်ကိုမျက်နှာချိုသိလိမ့်မယ်လို့ပြောပါတယ်။ကြဖြူမျိုးတိုက်ပွဲတွင်တမရော်ရဲ့မြေပြင်စစ်ကြောင်းတွေပြင်ဒွန်တပ်ဖွဲ့တွေဟန်ချက်ညီစွာ အောင်စိတ်အပြည့်နဲ့ပူပေါင်းတိုက်ခိုက်နေခြင်းများကြောင့်ရခိုင်ကျန်းဖက်လက်နက်ကိုင်ဖွဲ့နဲ့ပူပေါင်းဖွဲ့တွေအထင်အလျက်ရှိနေတယ်လို့သိရပါတယ်။ကိုမင်ခန့်အမည်ရှိ Facebook account တခုကလည်းကြောက်ဖြူစင်မနာကတိုင်း600တိုက်ပွဲမှာ အေအေလောင်းစီက Lockwood တခုတင်စီရမိတယ်။တက်ကလီယံဘုံခြားတိုင်းလေးလေးပြီးဝါရဖြစ်နေရတွေကဂျင်းနီမန် တိကုံနာပုံနောက်တစ်ခုအနေနဲ့ဖီတာစစ်ဒေတာဆိုပြီးကြောက်ဖြူကိုဖော်ညွှန်ထားတာတွေ့ရတယ်။အေအကျန်းဖက်အုပ်စုကရခိုင်မှာအယ်ဖာ၊နိုဗာနဲ့ဖီတာဆိုပြီးစစ်ဒေတာသုံးခုဖွဲထားပါတယ်။ရခိုင်တောင်ပိုင်းကိုဖီတာစစ်ဒေတာတမန်ထားပုံရပြီးပလဝကနေစားလုံးကြောက်တော်လောက်ထီကိုအယ်ဖာစစ်ဒေတာဖြစ်တမတ်ပြီးကျန်တဲ့စစ်တွေနဲ့နေတဲ့မြို့နယ်တွေကိုတော့နိုဗာစစ်ဒေတာတမန်ထားပုံရှိတယ်။တမန်သုံးခုကိုစစ်ဒေတာတစ်ခုစီဆိုရင် တမဆိုင်ခုဖွဲ့စည်းထားပုံရတယ်။ဒါကတော့ကျွန်တော်ယူဆချက်တသက်ဖြစ်ပါတယ်။အေအေရဲ့ဘူဌာနချုပ်ကတော့လိုင်းစာမှာပဲရှိပါတယ်။ရခိုင်ဘက်ချန်ကဆင်မနာရီမှာလဲဖိုင်တာကြတဲ့တပ်တွေက ISR ဒရုန်းရဲ့ဒရုန်းချေတာရဲ့အမြောက်ရဲ့ခြေလင်းရဲ့ပေါင်းဆက်တွေလုံးမှာအရင်ကထက်ပိုပိုပြီးအကျွမ်းတဝင်ဖြစ်နေပြီမလို့။ညောင်ချိုးညောင်ခြေတော်ဘက်မှာလဲအခုဗီဒီယိုထဲမှာထိချက်တွေကောင်းတာကိုတရားပါတယ်။ Model Alpha ကိုတကယ်လက်တွေ့ နားလေအသုံးချတဲ့တက်ဖွဲ့တွေနဲ့ရင်ဆိုင်ရတော့အေအချမ်းဖတ်အိုစုအလောင်းတွေမကောက်နိုင်မဲ့ကစင်ကလျာပွဲပြက်ပြီးထွက်ပြေးသွားရပါတယ်။ရောင်းလိုက်တဲ့အပေါင်းအသင်းတွေလည်းမနေဘူး။ဟိုဘက်ရက်ကွက်မခံရနိုင်ဖြစ်အောင်ဓာတ်ရှောက်ချိန်ပေးအောင်မှာမပူနဲ့ထွန်မြန်နိုင်။မွေးနေ့ပွဲလုံးမနေရကိုတီတီကြကြ airstrike ချသွားတာကလည်းကြမ်းချက်ပါပဲ။ကြပြူဘက်မှာလည်းဒုံးနဲ့အကဲကြည့်ပြီးဟာဝစ်ဇာနဲ့ပြစ်ချက်တွေက direct hit ရတဲ့အထိကောင်းတာကိုတွေ့ရတယ်။ မေဂျာအော်ပရေရှင်းကြီးအတွက်လည်းပြင်ဆင်နေကြတဲ့တဲ့တွင်ဟိုတစ်ခုဒီတစ်ခုစီထွက်လာနေပြီဖြစ်ပါတယ်လို့ပြောပါရယ်။ရခိုင်ပြည်နယ်ခြေဆိုင်မီဒီယာတွေဟာအေအေဖွဲ့ကဆောင်တမူများကရခိုင်လူမျိုးများကိုဖိနှိပ်အနိုင်ကျင့်မှုများကိုလိန်ညာရေးသားဖော်ပြနေရလို့သတင်းများထွက်ပေါ်နေခဲ့တဲ့အချိန်ပြည်ရရဲ့ပိုင်းကဖြစ်ပွားခဲ့တဲ့တိုင်း600အတိုက်ပွဲတွင်တေဆုံးခဲ့တဲ့ရခိုင်အေအေဖွဲ့အောက်ခြေတပ်ဖွဲ့ဝင်တအူကိုရိုင်းကော ၎င်းတို့ဟာအေအဖွဲ့ရဲ့တမှုများရဲ့အနိုင်ကျင့်ခြင်းကိုရင်ဆိုင်ခဲ့ရတယ်လို့မဆုစာအုပ်ထဲမှာဝန်ခံရေးသားထားပါတယ်။မင်းပြင်သားချင်းမင်းခိုင်ဦးအမည်ရှိအေတပ်ဖွဲ့ဝင်တဦးကလာချင်းမိမဲလဲအပားချီထန်ခီကမနီးဆိုတော့စစ်သားဖြစ်တဲ့ကျွန်တော်တို့မှာပလေကန်ဆက်ကအမိရွာကိုလာချင်းမိမဲလဲခရီးဝေးလို့ရင်ထဲမှာသာဘန်းဆွတန်တာနေရတယ်လို့ရေးသားဖော်ပြထားတယ်လို့အာနာရှင်ကိုမကြိုက်လို့ကျွန်တော်တို့တော်လန်နေရမလား အထက်လူကြီးတွေကကျွန်တော်ရဲဘော်တွေကိုဘာကြောင့်အာဏာပြရသလဲကျွန်တော်တို့လည်းလူသားတွေဖြစ်လို့ပင်ပန်းနေပင်ပန်းလို့ပြောမိတာကညနာမျိုးမဟုတ်လို့យေတာဖော်ပြထားပါတယ်ရခိုင်ပြည်နယ်မှာတိုက်ပွဲဖြစ်ပွားမှုနှစ်နှစ်နီးပါးရှိနေချိန်မှာရခိုင်လူမျိုးများဟာစာဝတ်နေရေးအဆင်မပြေမှုအလောက်ကိုင်းခွလန်းရှားပါမှုအပြင်အခက်အခဲမျိုးစုံရင်ဆိုင်လာနေရတဲ့အတွက်ရခိုင်လူမျိုးများဟာသူမြန်နိုင်ဦးဆောင်နေတဲ့ရခိုင်အေရုပ်ဖွဲ့ပေါ် အရင်ကလိုမျိုးအားပေးထောက်ခံခြင်းမရှိတော့ဘူးလို့သိရပါတယ်။ရခိုင်ရေးစစ်ဝင်စာအုပ်တူကတော့ကျွန်တော်ကြားသည့်တရားလောက်ဆိုရင်တပ်မတော်ဘက်ကထောက်ပံ့ပူဆောင်ရေးကိုကောင်းမွန်စွာလုပ်နိုင်တဲ့အပြင် အစစ်မြင့်တင်တိုက်ခိုက်မှုများကြောင့်အေးအထိနာခဲ့တယ်။အခြေဆိုင်စခန်းတွေကတော့မရှိတော့ဘူး။စစ်ရှောင်ပြည်သူတွေအနေနဲ့ရောကိုရောင်ဖြောင်းနေတဲ့အနေအထားဖြစ်နေတယ်။ကြောက်ဖြူမာကတော့တိုက်သိမ်းစရာအေးစခန်းသိမ်းမရှိတော့ဘူး။ အလင်းငိုင်းမခံရအောင်သတိရှိရှိ လုံခြုံရေးယူနိုင်မယ့်အနေအထားပါစေတပိုင်းဆိုင်ရာအပြင်လဲအီရိုဘန်မှာကြာစင်းနေတဲ့အနေအထားဖြစ်ပြီးတိုက်ပွဲတွင်အုတ်ချုပ်ထောက်ပံ့ပေးနိုင်မှုအပိုင်းမှာလဲတမရော်ဘက်ကများစွာသာလွန်နေတယ်အေဘမာကပြည်သူလူထုရဲ့အားပေးထောက်ခံမှုကလည်းတဖြည်းဖြည်းကျဆင်းလာတာတွေ့ရတယ်။တပ်ဘက်ကရှီတန်းကြကြတိုင်းနေတဲ့အဖွဲ့တွေအထိကိုနောက်ကနေမနက်နေလယ်ညစာတွေအထိကို ထမင်းထုတ်ရအောင်ပုံနိုင်နေတယ်။ ခရမ်းတဲ့ပို့လူနာကဲထုတ်ကားစယင်ကြီးရင်ငယ်သုံးပြီးမြင်မြန်ဆောင်ရနိုင်နေမိမိစုံမထားတဲ့မြေမှာလွတ်လပ်စွာလှူရှားသွားလာနိုင်နေအေးဘက်ကကြတော့အုတ်ချုပ်ထဖက်မှုကိစ္စတွေကိုညာဘက်ကမှခိုးချောင်ခိုးဝဲလို့ရတယ်လို့ပြောပါတယ်။ကြောက်ဖြူမျိုးတိုက်ပွဲတွင်မဆုတ်တန်းခံစစ်ဖြစ်တဲ့ကြံစစ်ကိစခန်းဟာတပ်မတော်စစ်ကြောင်းတွေအတွက်အဓိကရေးပါတဲ့စခန်းဖြစ်ခဲ့ရတယ်လို့ဆိုကြပါတယ်။မဆုတ်တန်းခံစစ်ဖြစ်တဲ့ပြန်စစ်ကိစခန်းဟာကြောက်ဖြူမျိုးတိုက်ပွဲမှာရခိုင်တပုတ် အီအီနဲ့ပူပေါင်းဖွဲ့ရီကိုစစ်ဦးကျိုးခဲ့ရတဲ့စခန်းဖြစ်စေခဲ့ပြီးကျန်းစစ်ကေမာတီမောင်တော်နဲ့နေဆက်ဒေတာရီစီကိုစစ်ကြီးအောင်မြင်ပါစေကြောင်းစုမကောင်တောင်းအပ်ပါတယ်လို့လဲ Telegram လူမှုခွင့်ရမှာစီရီဝတ္ထုတွေကိုရေးသားနေသူတဦးဖြစ်တဲ့ကွန်မန့်ထက်ကျော်စောကကြီးကျူရေးသားထားပါတယ်ကွန်မန့်ထက်ကျော်စောကမနေ့ကစာရေးသူနဲ့တက်တဲ့အတူတာဝန်ထမ်းဆောင်ခဲ့ပူတဲ့စီနီယာကိုတရားနဲ့ဖုန်းရတယ် ဆရာသမားတန်မာတော်တော်လေးမှကြောခတ်ထပ်ပြီးရှင်လန်းနေလို့စာရေးသူတော်သူတို့စစ်စင်ချင်းတွေကိုမေးမိတယ်။စီနီယာရဲ့တရင်ကတော့နှစ်ထောင်အားရရှိချက်အနောက်ပိုင်းစစ်ဒေသရခိုင်မှာကိုတက်တွေအသာစီပြင်ရနေပြီတဲ့။အခုဆိုရင်စစ်တွေကနေရန်ပြင်းနာကိုတော့ပြန်ကန်နေပြီ။ကြောက်ဖြူမျိုးမှလည်းနေမြေစုံမှုရင်နေမြေတွေအတော်များများလက်ထဲပြင်ရနေပြီဆိုပဲရခိုင်တပုံအေးဟောင်းထွမျက်နိုင်တဲ့ပညာတက်လူငယ်တွေစုစည်းပြီးတီထောင်ခဲ့ရမလို့အရင်ပေါ်ခဲ့ဘူးတဲ့။ ရခိုင်လက်နက်ကင်တွေထက်ခင်းတဲ့အညီထရန့်ဖြစ်နေရလေးတွေကိုစိုက်ဝါးထည့်နေတယ်။ဒီကြားထဲဒေတာဖွံ့ဖြိုးမှုနာကြတာကိုအကြောင်းပြုပြီးတယံစာတခွေဝေမှုအပိုင်းနဲ့ဆန်တွေကတမိုင်းထက်ကအတေဆိုးတွေကို highlight လုပ်ပြီးဗမာမုံတရရိုက်သွင်းခဲ့တယ်။စာကလေးကအမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ရခိုင်လူမျိုးတွေဟာထွမြနိုင်ရဲ့စီယုံမှုအောက်တချို့နှင်းဝင်စီမြောက်ခဲ့ကြရတယ်။ဒါကြောင့် AA ဟာရခိုင်မှာနေမြေစိတ်ဝင်ပြီးအချိန်တစ်ခုအထိအင်အားစုစည်းက တပုံလဲထရော ထိတ်တိုက်အလူလဲတိုက်ကြရတာပုံအိမ်မတိုင်းခင်2029ကဖြစ်တာတဲ့အရှိန်တွေနဲ့တက်တွေဟာတောင်မဲမြောင်မဲမကယ်နိုင်ဖြစ်ကုန်ရောနိုင်ငံကြီးတနိုင်ငံရဲ့အထာပတ်2021ဖေဝမ်းကြောင့်အလကားပဲတင်လိုက်ရတဲ့ PDF အားရီနဲ့ရခိုင်မာစစ်တွေကြဖြူမန်အောင်ဆိုတဲ့၃နေရာကလည်းယင်းကြံနေရာတွေအတော်များများအေးအလက်ထရောက်ခဲ့ရတယ်ဆိုတော့တကယ်တမ်းတော့အေးဟာအိမ်မာတင်ရဲ့ချင်းနေ တို့စိတ်ထင်တက်ကများဆွေးနွေးလာလိမ့်မလားဆိုပြီးတော့ဆောင်းနေတာတက်ကမဆွေးနေတော့တို့ထိန်ချုပ်ရနေမြေတွေကိုကာဖို့အတွက်စစ်ပောင်းနေချေတယ်စီနီယာပြောတာကတော့ပြန်စိတ်ကေဟာအေးရစစ်ပောင်းချေမှုတွေထဲကတက်ခုပြန်စိတ်ကေနဲ့ရဲတက်ရင်ကိုရရင်ကြဖြူကြပြီတဖက်ကထောက်ပံ့မှုစစ်ရှိန်တက်နေတဲ့ဝိရစေတောင်းပြီးတိုင်းနေရဲ့အေးရတိုင်းစစ်ဟာရဲတက်လို့မရတော့ဘူးလို့ကြမ်းကျင်သူတွေသုံးသက်တယ်ပြန်စိတ်ကေကတော့ကြပြီလို့ပဲစီရီကျန်းကျင်သူတွေကတော့တမန်ထားတာ အေကိုရိုင်းလဲရောက်မှာပဲဆိုတဲ့အထာနဲ့ကြိုက်တာသို့တော်သို့တော်ပေါ်လီတမရရဲ့သမိုင်းကြောင်းနဲ့တမရသားရဲ့စိတ်တန်းဟာပြန်စိတ်ကေကိုရန်သူလက်ထဲချမသွားအောင်လွှမ်းမိုးမှုပေးနိုင်ခဲ့တယ်။အကိုကြီးပြောပြပုံအရဆိုရင် ပြန်စိတ်ကေနဲ့ရဲ့တရင်နေရာတွေကိုလက်ယုံတက်တွေကအစဝိုင်းကာခေရတာ။ဤတောင်ချင်းသူတွေဟာအချင်းချင်းအင်းနဲ့အားနဲ့ထွေလုံးရပတ်တိုင်နေရာကို မဆုံမနစ်သောတက်သီးတွေဖြင့်ပြန်ခန့်ချခဲ့ကြတာ။နှစ်ဖက်တက်တွေလုံးထေးတိုက်နေတဲ့အချိန်မှာလေချောင်းပြစ်ကူ အမြောက်ပြစ်ကူဒရုန်းပြစ်ကူတွေဆိုရင်ကောင်းတုံတချိန်ကနမဲကြီးအတူကခေါ်ခဏခဏခေါ်ခဲရတဲ့တူရာမီတာစုနဲ့ဖုန်ရတဲ့အချိန်တွေမှာဇနီးတွေကိုကြံရိတ်ခဲ့ရင်ဘဲသားဖလိုကလေးတွေကိုပြူထောင်စရာတွေပဲမှားခဲ့ကြတာဆိုပဲဇာရင်နဲ့မျက်ရည်တော်ဝဲမိတယ်ကိုသားဆိုရင်ဆိုရဲခန်းစားချက်ကစောင့်တက်လာတယ်စစ်သားတွေရဲ့စစ်သားစိတ်ကိုခန်းစားမိရင်နှထင်စောတွေထောင်ရတယ် ပါစာလို့ခေါ်တဲ့ပြည်သူစင်မှုထန်းတွေထဲကအချုံမောင်းနေဆိုရင် ရန်သူတနတ်တွေကိုကြီရီတပွဲပွဲကြနေတဲ့ကြာကတက်ကောက်ပြီးစစ်ဆက်တိုက်တာမသိရင်မာရီယိုဂိမ်းတွေကမှုစားပြီးအကောင်ကြီးသလိုမျိုးစိတ်တွေတဲ့ထားပါလူရင်းကိုဆရာရင်ပြိုင်စစ်ခန်းစစ်စခန်းမှာကိုကဲသူ တမမူကနေရေဘော့တိတရားမှအသက်ရှင်ရမဆုတ်ခွာဆိုတဲ့စိတ်နဲ့ဖောင်ဖြက်ယုံမမကမိရှုတိုက်ခဲကြတဲ့ရလက်ဟာအေးရစဦးကျိုးခဲ့တယ်လို့ပဲပြောရမှာပေါ့ အခုဆိုရင်တမရော်ဟာအနောက်ပိုင်းစစ်ထနာချုပ်နယ်မြေမှာခုခံစစ်ကနေတိုက်စစ်အသွင်ကိုပြောင်းနေပြီလို့သိရပါဗျ။ကျန်းစစ်ကေမာတီမောင်တော်နဲ့နေဆက်ဒေတာရီစီကိုစစ်ကြီးအောင်မြင်ပါစေကြောင်းဆုမကောင်းတောင်းရင်မဆုတန်းခံစစ်မှာအသက်ကိုဖန်နေထုတ်တိုက်ခိုက်ခဲ့ကြသော အရာရှိစစ်သည်တွေကိုလက်တည့်အလေးပြုပါတယ်။မဆုတန်းခံစစ်ပြန်စေကင်တမရော်ရဲ့စိတ်ဓာတ်ကိုဖော်ထုတ်ခဲ့တယ်။နောက်လူရောတီစီဝဲဆုံးရှုံးသွားတဲ့နေမျိုးတွေကိုပြန်အရယူမယ်။ နာပိုင်းစင်မနာအောင်မြင်ပါစေတကယ်လို့ရေးသားဖော်ပြထားပါတယ်ပြည်သက်ကြီးရင်တက်မတော်စစ်ကြောင်းတွေကရခိုင်အကျန်းအီအီနဲ့ပူပေါင်းဖွဲ့တွေကိုဒရုန်းများအမြောက်များနဲ့တိုက်ခိုက်ချိန်မုန်နေမှုရုတ်တန့်ကိုလည်းထက်မှန်ဖော်ပြပေးလိုက်ပါတယ်ရှင်